ယူကရိန်းကိုရုရှားကကျူးကျော်ခဲ့တာခုဆို၃နှစ်ကျော်လင်းနေနေပါရှိတော့ပါပြီ။ဥရောပမှာနိုင်ငံတစ်ခုကနေနောက်နိုင်ငံတစ်ခုကိုကျူးကျော်ခဲ့တဲ့အပေါ်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေကမတားနိုင်ခဲ့တာ၃နှစ်ကျော်လင်းနေနေပါရှိတော့ပြီလို့လဲဆိုရမှာပါ။အမေရိကန်ဘာဝင်ဥရောပသမဂ္ဂတို့ဟာယူကရိန်းဘက်ကနေတောက်လျှောက်ပါဝင်ပန့်ပိုးခဲ့ပေမဲ့စစ်ပွဲရပ်တန့်နိုင်တဲ့အထီတော်ဒီနေ့အထိဘယ်သူမှမလုံနိုင်ကြသေးပါဘူး။မဲတန့်နိုင်တဲ့အပြင်ရုရှားဘက်ကအခုဆိုရင်သူ့အိမ်နီးချင်းနိုင်ငံတွေကိုပါရန်စတဲ့အထိ ဖြစ်လာပါပြီ။ပြီးခဲ့တဲ့တပတ်နှစ်ပတ်အတွင်းမှာရုရှားရဲ့ drone တွေဒီဘေးပတ်ဝန်းကျင်နိုင်ငံပိုင်းဒီလေပိုင်နဲ့တဲကိုရောက်လာလိုက်ပြီးတော့ရုရှားရဲ့တိုက်လေယာဉ်တွေတခြားနိုင်ငံတွေရဲ့လေပိုင်နဲ့တဲကိုကျူးကျော်လာလိုက်နဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေဗျာများကုန်ရပြီးတော့အဲ့ဒီပုံမှာတုံ့ပြန်တဲ့တွေကန့်ကွက်တဲ့တွေလည်းညံနေပါတယ်။ဒါပေမဲ့ဒါတွေဟာဒီနေတိုးအဖွဲ့ဝင်နိုင်ငံတွေတစ်ချိန်မှာကျုံလာရနိုင်တယ်ဆိုတာဒီရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ဆင်တဲ့ကလေးကအလုံးကြိုတင်တတိပေးခဲ့ကြပြီးသားဖြစ်ပါတယ်။ ဒီပြဿနာတွေကိုလည်းဒီ၃နှစ်ကျော်အတွင်းမှာတောက်လျှောက်အပြေရှာလာခဲ့ကြပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့နေ့ကတော့ဒီအော်တိုဘာ၁ရက်နဲ့၂ရက်နေ့မှာဥရောပသမဂ္ဂနိုင်ငံတွေအပါအဝင်ဒီသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေပါပါဝင်တဲ့ဥရောပနိုင်ငံရဲ့ရည်ရွယ်ထိပ်သီးဆွေးနွေးပွဲကိုဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့မှာကျင်းပခဲ့ပါတယ်။နေ့ရက်တာကျင်းပတဲ့ပွဲမှာအဓိကဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာကဒီရုရှားကျူးကျော်စစ်နဲ့ရွှေ့ပြောင်းခိုလုံလာသူတွေအရေးပါပဲ။ ဒီဆွေးနွေးခဲ့တဲ့ကောင်းစဉ်တွေအကြောင်းအရာတွေကအားလုံးပြောရရင်တော့အားတက်စရာတွေကြားရပါတယ်။ဒါပေမဲ့လည်းတကယ်လက်တွေ့အလုပ်ဖြစ်မလာနိုင်မလားဆိုတာမျိုးကိုလည်းဝေဖန်ပြောဆိုနေကြပါတယ်။ဒီဥရောပနိုင်ငံရေးကြော်ဝန်ထိပ်သီးဆွေးနွေးပွဲဟာရုရှားယူကရိန်းရေးနဲ့ပတ်သက်လို့အင်မတန်အရေးကြီးတာကြောင့်မလို့ဒီဥရောပနိုင်ငံမှာအခြေစိုက်တဲ့ဥရောပမီဒီယာတွေကတော့ dog shot live တွေလွှင့်ညားပြီးတော့ရေးသားတင်ဆက်နေကြတာတွေ့ပါတယ်။ဒါပေမဲ့ American media တွေမှာတော့ဒီအကြောင်းကိုအရေးတူဖော်ပြရေးသားကြတာမျိုးမတွေ့ရပါဘူး။ ဒီနေ့မှဒီရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ကျွန်တော်အမြင်တချို့ကိုနည်းနည်းထည့်ပြောချင်ပါတယ်ရုရှားယူကရိန်းအရေးကိုကျွန်တော်တို့လေ့လာတဲ့အခါမှာကျွန်တော်တို့နဲ့အဝေးကြီးကနိုင်ငံတစ်ခုပူရောပါဒါမှမဟုတ်ဒီယူရေးရှားမှာဖြစ်နေတဲ့စစ်ပွဲတစ်ခုဆိုတာမျိုးထက်ပိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ကျွန်တော်ဒီအကြောင်းကိုနည်းငယ်လေးရှင်းပါဦးမယ်ဒီတိုင်းပြည်ကနေထွက်ပြေးသွားရတဲ့ဒီအရှက်တကွဲအကျိုးနည်းဖြစ်သွားတဲ့စီးရီးယားအာဏာရှင်အာဆတ်ဒိုမီတာစုဟာဆယ်စုနှစ်ပေါင်းများစွာဒီရုရှားပူတင်ရဲ့အကူအညီနဲ့အသက်ဆက်နေကြတာဖြစ်ပါတယ် တကယ်လို့ရုရှားသာဒီပြီးခဲ့တဲ့နှစ်တည်းမှာယူကရိန်းနဲ့ဗျာများမနေခဲ့ဘူးဆိုလို့ရှိရင်အာဆတ်တို့ထွက်ပြေးခဲ့ခြင်းမှထွက်ပြေးရလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ပြီးတော့စီးရီးယားရဲ့ကံကြမ္မာဟာကျွန်တော်တို့ဒီနေ့မြင်နေရတဲ့ပုံစံမျိုးဖြစ်ခြင်းမှဖြစ်ပါလိမ့်မယ်စီးရီးယားဟာရုရှားအတွက်အင်မတန်အရေးပါတဲ့မဟာမိတ်နိုင်ငံတစ်ခုဖြစ်နေခဲ့တာပါပြောရရင်ဒီစစ်ရေးအရာရောမဟာဗျူဟာအရာရောပထဝီနိုင်ငံရေးအရာရော စီးပွားရေးအရာပါရုရှားအတွက်တန်ဖိုးရှိတဲ့မဟာမိတ်နိုင်ငံတစ်ခုပါ ဆီးရီးယားနိုင်ငံမှာရုရှားနိုင်ငံရဲ့အမြဲတမ်းရည်တက်တစ်ခုရှိပါတယ်။သဘောကတော့ဥရောပကိုချင်းချောင်းနိုင်တဲ့ဒီမြေထဲပင်လယ်ကိုရုရှားကဓာတ်ရိုက်စစ်ရေးအရအသုံးပြုနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒါဟာတစ်ဖက်မှာနေတိုးကိုအထိမ့်အထိလှုပ်ထားနိုင်တယ်လို့ပဲတဖက်မှာဆိုရင်အာဖရိကကိုလည်းအလွယ်တကူဝင်လွယ်ထွက်လွယ်ရှိတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီဆီးရီးယားအာဆမ်မီသားစုကိုထောက်ပံ့ခဲ့တာဟာတစ်ဖက်မှာဒီအရှေ့လယ်ပိုင်းကိုအမေရိကန်ရဲ့ကြီးစိုးချေလှယ်မှုကိုပြန်ပြီးတော့ရုရှားအနေနဲ့ ဩဇာချိန်ခွင်ရှာညှိဖို့အတွက်လည်းရည်ရွယ်တာဖြစ်ပါတယ်။နောက်ကိုဆန့်ကျင်တဲ့ဒါမှမဟုတ်ဒီအမေရိကန်ကိုဆန့်ကျင်တဲ့အီရန်တို့နဲ့ဆက်ဆံတာကလည်းဒီသဘောပါပဲ။စီးရီးယားမှာဒီ2015ခုနှစ်တုန်းကသဘုံတပ်ဖွဲ့တွေအများကြီးစုစည်းမိပြီးတော့အင်အားကြီးလာတဲ့အချိန်အဲ့ဒီအချိန်မှာဒီအာဆတ်အစိုးရတပ်တွေအရေးနိုင်လာတဲ့အချိန်မှာဒီရုရှားကအာဆတ်အစိုးရကိုဝန်ကူညီခဲ့တဲ့အဖြစ်အပျက်ကိုကြည့်လို့ရှိရင်ရုရှားတွေဒီစီးရီးယားရဲ့အရေးပေါ်မှုကိုမြင်ရပါတယ်။အဲ့ဒီတုန်းကသာရုရှားဝန်မကူခဲ့လို့ရှိရင် ာနာရှင်အာဆတ်အစိုးရလည်းပြီးခဲ့တဲ့2024ခုနှစ်ထိအသက်ဆက်နိုင်ခဲ့မှာမဟုတ်ပါဘူး။ဒါ့အပြင်စီးပွားကိုကူရဲဆိုတာကတစ်ဖက်မှာရုရှားအနေနဲ့လက်နက်ရောင်းပြီးငွေရှာနိုင်ခဲ့တယ်လို့သူဒီဆက်လက်နဲ့ပစ္စည်းတွေကိုစမ်းသပ်တဲ့နေရာတစ်ခုအဖြစ်လဲစီးပွားကိုအသုံးချနေခဲ့တာဖြစ်ပါတယ်။ရုရှားအတွက်ဒီမြန်မာနိုင်ငံဟာစီးပွားလောက်အကျိုးစီးပွားမများနိုင်ပေမဲ့အာနာသိန်းစစ်တပ်အတွက်လက်နက်အဓိကထောက်ပံ့တဲ့နိုင်ငံတွေထဲမှာရုရှားနိုင်ငံလည်းပါပါတယ် စသုံးလေရင်တွေကိုရောင်းချပြီးငွေရှာနေတာကိုလည်းတွေ့ရပါတယ်။တစ်ဖက်မှာအရင်ကတည်းကရှိနေပြီးသားဒီမြန်မာစစ်ဘုံချုပ်တွေကိုတင်နန်းပေးနေတာကလည်းရှိပါသေးတယ်။နောက်တစ်ခုကတော့ရုရှားဟာဒီကျွန်တော်တို့စီးရီးယားမှာလိုပဲမြန်မာနိုင်ငံမှာလည်းရတက်တခုတိစောက်ဖို့စိတ်ဝင်စားပုံရပါတယ်။အဲဒီနှစ်စောပိုင်းမတ်လတုန်းကဆိုရင်ဒီတဝယ်ရင်းနှီးစိတ်ကံပူပေါင်းလှုပ်ဆောင်မှုအတွက်သဘောတူလက်မှတ်ထိုးခဲ့တာကိုကြည့်ရင်ရုရှားရဲ့ရည်ရွယ်ချက်တချို့ကိုကျွန်တော်တို့မှန်းဆကြည့်နိုင်ပါတယ်။ဒါ့အပြင်ဒီနောက်ပိုင်းမှာ ရုရှားမြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার စွမ်းအင်အကြောင်းတောက်လျှောက်ပြောဆိုမှုတွေရှိတာကိုသူတို့ထုတ်ပြန်နေကြတာတွေ့မှာပါ။တနည်းအားဖြင့်ဒီစွမ်းအင်ကဏ္ဍမှာယင်းနှမြုပ်နှံမှုတွေရှိလာနိုင်ပြီးတော့ဒီကဒီကနေသူ့အတွက်ရုရှားနိုင်ငံအတွက်အကျိုးစီးပွားတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။အဖက်ဖက်ကပိတ်ဆို့ခံနေရတဲ့ရုရှားအတွက်သူ့အတွက်အကျိုးမြတ်တစုံတရာထွက်မယ်ဆိုရင်တော့အမေရိကန်ပေါ့ပဲအနောက်အုပ်စုကိုဒီဆန့်ကျင်နေတဲ့ဘယ်နိုင်ငံနဲ့မဆိုသူကပူးပေါင်းဆောင်ရွက်သွားဖို့စဉ်းစားမယ်လို့ကျွန်တော်ကမြင်ပါတယ်။ ဝေဘာသမကအမေရိကန်တို့ရဲ့ပိတ်ဆို့မှုခံထားရတဲ့မြန်မာစစ်ဘုံရုပ်တွေအတွက်ဆိုရင်လည်းကမ္ဘာအင်အားကြီးနိုင်ငံတကာဖြစ်တဲ့ရုရှားကမရှိမဖြစ်မဟာမိတ်အနေနဲ့ဆက်ရှိနေမှာပါပဲရုရှားရဲ့အတက်ကြားရုရှားဘုံဥရောပသမကနဲ့အမေရိကန်တို့ကဘယ်လိုတွေကင်တွယ်နေကြလဲသူတို့မူဝါဒတွေဘယ်ကိုပြောင်းနေကြလဲဆိုတာကကျွန်တော်တို့နဲ့တနည်းမဟုတ်တနည်းသက်ဆိုင်နေရတော့ဒါကြောင့်ကျွန်တော်ကယူဆတာဖြစ်ပါတယ်တချိန်ကဒီရုရှားရဲ့နိုင်ငံရေးပူတင်ရဲ့အတက်အကြားကျွန်တော်တို့နဲ့တိတ်မဆိုင်သလိုရှိခဲ့ကောင်းရှိခဲ့နိုင်ပေမဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီကျွန်တော်တို့နဲ့ရုရှားနိုင်ငံရေးကတနည်းမဟုတ်တနည်းတော့သက်ဆိုင်သွားပြီလို့ကျွန်တော်ကဆိုချင်ပါတယ်ဒါဟာဒီကျွန်တော်ရုရှားယူကရိန်း support တွေကြောင်းသတင်းဆောင်မတွေတောက်လျှောက်ပြောနေရတာရဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီဥရောပနိုင်ငံရေးရုံထိပ်သီးဆွေးနွေးပွဲမှာဘာတွေဆွေးနွေးခဲ့ကြသလဲယူကရိန်းရေးပေါ်မှာဘာတွေပြင်ဆင်မှုရှိနေသလဲ NATO ဖွဲ့ဝင်နိုင်ငံတွေပေါ်မှာရုရှားရဲ့ရန်စမှုနောက်ဆက်တွဲတွေနဲ့ ရုရှားယူကရိန်းစပွဲနောက်ဆုံးအခြေအနေတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါပထမဆုံးတော့ဒီဥရောပနိုင်ငံရေးရုံထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့အရင်ဆုံးပြောရအောင်ပါသူ့ကို The European Political Community လို့ခေါ်ပါတယ်ဒီဆောင်မတဲ့မှာတော့သူ့ရဲ့အတူကောက် EPC ကိုပဲကျွန်တော်သုံးသွားပါမယ်ဒီ EPC ကအဖွဲ့ဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ဒီနိုင်ငံကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးဖို့လှုပ်ထားတဲ့ရုံတစ်ခုပဲဖြစ်ပါတယ် ဒီရေဝုန်ဖြစ်လာတဲ့အကြောင်းရင်းကတော့တခြားမဟုတ်ပါဘူးရုရှားကယူကရိန်းကိုကျူးကျော်ပြီးတော့တိတ်မကြခင်မှာဒီလပိုင်းအကြမ်းမှာ ပြည်သက်သမ္မတအီမန်နူရယ်မက်ခရွန်ကအဆိုပြုပြီးတော့စုစည်းထားတဲ့ရေဝုန်တစ်ခုဖြစ်ပါတယ်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့မကဘဲနဲ့ဒီသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့တခြားနိုင်ငံတွေဥပမာဒီ UK တူရကီဘောကန်နိုင်ငံတွေအားလုံး45နိုင်ငံကျော်ပါဝင်ကြပါတယ်ဒီရေဝုန်မှာပြီးတော့သူတို့ဒီအဖွဲ့အစည်းတစ်ခုခုဖွဲ့တယ်လို့မျိုးယာရုအစဉ်အဆက်တာဝန်ယူထားတာမျိုးမရှိတယ်လို့ ဥပဒေအရအေးအေးယူနိုင်တာမျိုးလည်းမရှိပါဘူးသူကဒီနိုင်ငံနိုင်ငံကောင်းဆောင်တွေအားလုံးပါဝင်ဆွေးနွေးစကားပြောလို့ရတဲ့ platform တစ်ခုပုံစံမျိုးစုစည်းထားတာဖြစ်ပါတယ်ဒီရဲဝန်ရဲ့ပထမဆုံးပွဲကို2022ခုနှစ်တုန်းကချက်နိုင်ငံမှာစတင်ကျင်းပခဲ့ပြီးတော့ဂျာမန်မော်ဒိုဗာစပိန် UK Hungary Albania တို့မှာလုတ်ခဲ့ပြီးဖြစ်ပါတယ်ခုနောက်ဆုံးကဒိမတ်ကိုပင်ဟေဂင်မှာကျင်းပခဲ့တာပါ2022ခုနှစ်ကနေလွယ်ပြီးကျန်တဲ့နှစ်တွေမှာတနေရာမှာတစ်ကြိမ်စီတစ်နှစ်မှာနှစ်နေရာနှစ်ကြိမ်လုပ်ခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်ကဒီနှစ်ပြီးခဲ့တဲ့ဆွေးနွေးပွဲကဒီမေလာတုန်းကကျင်းပခဲ့တာဖြစ်ပြီးတော့အယ်ဘေးနီးယားမှာလုပ်ခဲ့ပါတယ်။အခုဒီချိန်နဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်တွေကနဲ့မတူတာကတော့ဒီတစ်ချိန်မတိုင်ခင်ကြားထဲမှာဒီရုရှားကနေတိုးဖွဲ့ဝင်နိုင်ငံတွေကိုရန်စထားတာကြောင့်ပို့ပြီးတော့ပွဲစီတာဖြစ်ပါတယ်။ဒါကြောင့်အခုဒီချိန်မှာဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေရဲ့ကျိမောင်းတဲ့အတန်တွေ၊ကျုံဝါအတန်တွေပြီးတော့စိတ်ပြတ်တန်တွေကိုအရင်ဒီချိန်တွေကတည်းကပို့ပြီးတော့ကြားရပါတယ်။ပြီးခဲ့တဲ့ဒီစက်တင်ဘာ10ရက်နေ့က drone မောင်း20နဲ့ဒဇင် ပိုလန်နိုင်ငံလေပိုင်နဲ့တဲကိုဝင်လာခဲ့တယ်လို့ပိုလန်ဝန်ကြီးချုပ်ဒေါ်နက်တက်ကကြေညာထားပါတယ်ဒီ drone တွေဟာဘယ်လာရုစ်နိုင်ငံကနေပြန်တန်းလာတာလို့သူကဆိုပါတယ်ပိုလန်နဲ့ dash leader က drone အ ਨੇ ဆုံး3စင်းကိုပစ်ချခဲ့ပါတယ်ပိုလန်နိုင်ငံဝန်ကြီးချုပ်ပြောတယ်ဒီ drone တွေပြန်လာတယ်ဆိုတော့ဘယ်လာရုစ်နိုင်ငံကဒီရုရှားရဲ့ကပိုက်ဆောင်နိုင်ငံတစ်ခုဖြစ်ပြီးတော့မြန်မာစစ်အာဏာရှင်တွေနဲ့လည်းအင်မတန်ရင်းနှီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ရုရှားဘက်ကတော့အဲ drone တွေကိုသူတို့လွှတ်တာမဟုတ်ဘူးလို့ပဲပြောင်းညင်းထားပါတယ်ပြီးတော့ ယူကရိန်းစစ်ပွဲမှာတုံးနေတဲ့ drone တွေဟာပိုလန်နိုင်ငံအကွာအဝေးလောက်ထိမရောက်နိုင်ဘူးလို့လည်းရုရှားဘက်ကပြောပါတယ်။ဒါပေမဲ့ပိုလန်ဆိုရကသူတို့စစ်ဆေးထားပြီးတော့ထုတ်ပြန်တဲ့အထက်မှာတော့ဒီ drone တွေဟာရုရှား drone တွေလို့ပဲအခိုင်အမာဆိုပါတယ်။ဒီ drone တွေဟာအီရန်ဆိုရကပူတင်ကိုရောင်းချထားတဲ့အမျိုးအစားတွေလို့ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။နေတိုရဲ့ထွေထွေတွင်းမှုမက်ခရိုဒ်ကတော့ဒီလိုရအစင်ကျင်မဲ့တဲ့လို့ရဖြစ်ပြီးတော့လက်မခံနိုင်စရာပဲလို့ထုတ်ပြောထားပါတယ်။ ဒါပေမဲ့အဲ့နောက်ပိုင်းမှာနေတို့ဘက်ကလည်းဘာမှဆက်ပြောတာမတွေ့ရတော့ပါဘူး။ဒါဒီမဲ့လို့ဆိုမကသေးပါဘူး။ဒီအဲ့ဒီတိုက်ခိုက်မှုဒီကျူးကျော်မှုဖြစ်ပြီးတော့နောက်ထပ်၃ရက်အကြာဒီစက်တင်ဘာ၃ရက်နေ့မှာရူမေးနီးယားနိုင်ငံကို drone တွေထက်ရောက်လာပြန်ပါသေးတယ်။နောက်ထပ်တစ်ခါစက်တင်ဘာ20ရက်နေ့မှာဒီ Estonia နိုင်ငံကို Russia ရဲ့ Mac 31တွေနေရင်တွေရောက်လာပြီးတော့ Estonia နိုင်ငံ၄ပိုင်းနဲ့ထဲမှာ၁၂မိနစ်ကြာပြန်တန်းနေခဲ့ပါတယ်။အဲ့ဒီလေယာဉ်တွေကိုဒီ NATO ရဲ့ F35 လေယာဉ်တွေနဲ့နှင်တော့မှပြန်ပြေးသွားပါတယ်။ ရုရှားကတော့ဒီ drone တွေနဲ့ပတ်သက်ပြီးတော့အစပိုင်းမှာညင်းခဲ့ပြီမဲ့ဒီဂျက်လင်တွေ Estonia ကိုရောက်တာနဲ့ပတ်သက်လို့တော့အဲ့ဒါဟာမတော်တဆဖြစ်တာပါဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီကုလသမဂ္ဂထွေထွေညီလာခံမှာပိုလန်ရဲ့ဒုဝန်ကြီးချုပ်လည်းဖြစ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Radoslaw Sikorski ကတော့ပြင်းပြင်းထန်ထန်ပြောသွားပါတယ်သူပြောသွားတာက ဒါရီဟာမတော်တဆဖြစ်တယ်ဆိုရင်ရုရှားအနေနဲ့ဘာလို့ချက်ချင်းဝင်မလဲမခံတောင်းလဲမတောင်းမှန်ရတာလဲအရင်ကဆိုဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကရုရှားကိုလက်လျူရှုပေးခဲ့ပို့ပါတယ်ဒါပေမဲ့အခုတော့တောင်းမှန်စကားတလုံးမှမကြားရပဲအလိမ်ညာတွေပဲပြောနေတယ်ဆိုပြီးတော့ပြောသွားပါတယ်ပြီးတော့တခါအဲ့ဒီကုလသမဂ္ဂကိုရောက်နေတဲ့ရုရှားကိုယ်စားလှယ်တွေကိုရည်ရွယ်ပြီးဘာပြောတယ်လဲဆိုတော့ခင်ဗျားတို့ဟာနိုင်ငံတကာဥပဒေကိုစိတ်မဝင်စားဘူးအိန္ဒိယချင်းတွေနဲ့လည်းငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်စွမ်းမရှိဘူးဆိုတာကျွန်တော်တို့ တည်တယ်ခင်ဗျားတို့ရဲ့ယူသွနေတဲ့အမျိုးသားရေးဝါဒထဲမှာ empire ခက်ကကုံသွားပြီခင်ဗျားတို့ရဲ့ empire ကိုလည်းဘယ်တော့မှပြန်လဲတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့နားမလည်မချင်းခင်ဗျားတို့ဒီစစ်ပွဲကိုရပ်မှာမဟုတ်ဘူးဆိုပြီးတော့ထည့်ပြောသွားပါတယ်တန်တမန်တို့ချင်းချင်းစကားပြောကြသလိုမျိုးအခွင့်အဝိုက်တွေစကလုံးနှစ်လတွေမပါဘဲနဲ့ရုရှားကိုဒဲတို့ပြောသွားတာကြောင့်မလို့ဒီကုလသမဂ္ဂပွဲပြီးမှာဂျီကိုစကီကိုနိုင်ငံတကာမီဒီယာကြီးတွေကအင်တာဗျူးတွေလုပ်ကြတာလည်းတွေ့ရပါတယ်ဂျီကိုစကီကအဲ့ဒီပွဲမှာရုရှားကို သတိပေးစကားပြင်းပြင်းထန်ထန်ပြောသွားပါသေးတယ်။အဲ့ဒါကကျွန်တော်တို့ဟာခင်ဗျားတို့ရုရှားတို့ယူကရိန်းကိုသိမ်းပိုက်ဖို့ကြိုးစားတာမှာတက်တက်ကြွကြွမပါဝင်မိအောင်ဂီယူဒဆိုင်ရှောင်နေခဲ့တဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံတွေပါ။ဒါပေမဲ့ကျုပ်တို့ကိုလာခြောက်လှန့်တာကိုတော့ခံမှာမဟုတ်ဘူး။ရုရှားဆိုရကိုကျုပ်တောင်းဆိုစရာတခုပဲရှိပါတယ်။အဲ့ဒါကနောက်ထပ်ဒုံးကျည်ဒါမှမဟုတ်လေရင်တစ်စင်းကခွင့်ပြုချက်မရှိဘဲတမင်ဖြစ်စီမှားယွင်းပြီးတော့ဖြစ်စီကျုပ်တို့ပိုင်တဲ့ထဲကိုဝင်လာပြီးပြစ်ချခံရလို့ရှိရင် ကုလသမဂ္ဂမှာလာပြီးခမည်းတော်ငိုမပြနဲ့ခမည်းတော်ကိုတတိကြီးကြီးပေးလိုက်တယ်တဲ့အဲ့ဒီစကားပြောခဲ့တာကစက်တင်ဘာ22ရက်နေ့ကပါအဲ့ဒီစက်တင်ဘာ22ရက်နေ့ကနေစက်တင်ဘာ28ရက်နေ့ဒီကြားထဲမှာဒိမန်နိုင်ငံမှာတခါရုရှားနိုင်ငံရဲ့ drone တွေထပ်ပြန်တန်းနေခဲ့ပါတယ်ကိုပင်ဟေဂင်လေဆိပ်ပေါ်မှာ drone အကြီးစားတွေပြန်နေခဲ့ပြီးတော့ဒိမန်အစိုးရကပြစ်ချခဲ့ရပါတယ်နောက်ထပ်လေဆိပ်တွေနဲ့စစ်ဘက်ဆိုင်ရာနေရာတွေမှာလည်း drone တွေအများကြီးတွေ့ခဲ့ရပါတယ် ဒီဒီချိန်မှာလည်းတခါရုရှားကသူတို့မဟုတ်ဘူးလို့ပဲပြောင်းညင်းပြန်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကတော့ပြည်ထောင်နိုင်ငံအနောက်ပိုင်းဆန့်နာဇန်မြို့နားမှာရုရှားစစ်တပ်မော်ဒဇင်းကိုပြင်သစ်ရေတပ်ကဖမ်းဆီးမိခဲ့ပါတယ်။ပြင်သစ်ဆိုရပြောတာကတော့ဒိမတ်နိုင်ငံမှာပြန်ဝဲနေခဲ့တဲ့ drone တွေကိုဒီတင်မောဘော်ကနေလွတ်တင်ခဲ့တာဖြစ်နိုင်တယ်လို့ဆွဆွဲထားပါတယ်။ကိုအဲ့ဒီတင်မောကိုစုံစမ်းစစ်ဆေးရေလုံနေပါတယ်။ဒီရုရှားတင်မောမှာပါလာတဲ့တင်မောသားတွေတဲကနှစ်ယောက်ကပြင်သစ်ရေတွေနဲ့ပူးပေါင်းမင်းနဲ့ဂလန်ကဆန်လုံနေတာကြောင့်မို့လို့ ဖန်စီထိမ့်သိမ်းထားတဲ့အကြောင်းလဲပြင်သစ်ဆိုးရကထုတ်ပြန်ထားပါတယ်ဒီသင်းမော်ဟာသူ့နာမည်ကိုခဏခဏပြောင်းနေပြီးတော့ဥယျပသမကရဲ့စီးပွားရေးဒဏ်ခတ်တဲ့စီးရင်ထဲမှာလဲဒီသင်းမော်နာမည်ပါနေတယ်လို့ဆိုပါတယ်ခုချိန်ထိတော့ဒီစုံစမ်းစစ်ဆေးမှုမပြီးသေးတာကြောင့်ဘာမှထုတ်ပြန်တာမတွေ့ရသေးပါဘူးခုဥယျပနိုင်ငံများဒီနိုင်ငံရေးရဲဝန်းကိုလုံနေတာကနောက်ဆုံးလောလောလလန်ရုရှားဒရုန်းတွေပြန်ဝဲနေကြတဲ့ဒိမန်နိုင်ငံမှာဖြစ်ပါတယ်ဒိမန်နိုင်ငံဝန်ကြီးချုပ်မက်တေဖရိုက်ဒရိုက်စင်က ပြီးခဲ့တဲ့လတွေမှာယူကရိန်းအတွက်ငြိမ်းချမ်းရေးကိစ္စတွေဆွေးနွေးမှုတွေအများကြီးရှိခဲ့ပါတယ်အစည်းအဝေးတစ်ခုပြီးရင် တစ်ခုဒီတစ်ခုပြီးရင်နောက်တစ်ခုတစ်ချိန်တည်းမှာပဲရုရှားကတိုက်ခိုက်မှုတွေရပ်မနေခဲ့ပါဘူးခုဆိုအားလုံးနားလည်သင့်နေပါပြီအဲ့ဒါကရုရှားဟာသူ့ကိုအတင်းဖိအားပေးပြီးမရက်ခိုင်းတဲ့၍ဒီစစ်ပွဲကိုရပ်မှာမဟုတ်ပါဘူးတဲ့ဒိမတ်ဟာအရင်ကဒီလောက်ထိအတန်မကျေခဲ့ပါဘူးပြီးခဲ့တဲ့ရက်ပိုင်းကမှသူကိုယ်တိုင် drone နဲ့ချင်းချောက်ခံရတဲ့အပြင်လုံခြုံရေးစီးတွေကျိုးပေါက်ခဲ့တဲ့အထိပါစိုးရိမ်ခဲ့ရတာဖြစ်လို့ခု ယူကရိန်းရုရှားအရေးမှာပိုပြီးအတန်ကျေလာတာဖြစ်ပါတယ်။ဥရောပကောင်းဆောင်တွေအနေနဲ့တုံ့နှိပ်ပါဝေလုံမနေကြဘဲနဲ့ယူကရိန်းကိုစုပေါင်းကာကွယ်ကြဖို့သူကတိုက်တွန်းသွားပါတယ်။တချို့တို့ကရုရှားရဲ့အန်ဒီကခုချက်ချင်းလငင်ဖြစ်နေပါပြီ။တချို့တို့ကြတော့ငါတို့နဲ့မဆိုင်ဘူးဝေးနေအောင်မှာပဲလို့တွေးကြပုံပါပဲ။ကျွန်မပြောချင်တာကဦးလဲလဲဖြစ်နေရမယ့်အချိန်မဟုတ်တော့ဘူးဆိုတာပါပဲ။ဒီစစ်ပွဲဟာယူကရိန်းကြီးပဲဘယ်တော့မှမဟုတ်ခဲ့ပါဘူး။ဒါဟာဥရောပအတွက်တိုင်းပြည်အလုံးအတွက် စံတန်မိုးတွေလွတ်လပ်မှုတွေအလုံးအတွဲလို့ယူညီချုပ်ကပြောသွားပါတယ်။ဒီ EPC ဆွေးနွေးပွဲမှာရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီးအဓိကဆွေးနွေးသွားကြတဲ့အကြောင်းအရာတွေကတော့ drone တိုက်ခိုက်မှုတွေဘလို့ကာကွယ်ကြမလဲဆိုတော့ကိုအစည်းအဝေးဆွဲဖို့ဝေဘသမကအနေနဲ့ကိုပိုင် drone တွေထုတ်လုပ်ကြဖို့ပြီးတော့ drone တွေကိုယူကရိန်းအတွက်အများကြီးထောက်ပံ့ပေးနိုင်ဖို့ဦးစားပေးပြောခဲ့ကြတာတွေ့ရပါတယ်။ခုစဉ်းစားနေတာက နောက်ထပ်တစ်ခုကတော့ drone တွေကိုကာကွယ်နိုင်ဖို့ drone တစ်တိုင်း drone war တစ်ခု ဖန်တီးတိဆောက်နိုင်ဖို့ပြင်ဆင်ရမယ်လို့လည်းဆိုသွားပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေဟာပြီးခဲ့တဲ့ဩဂုတ်လအထိဒီယူကရိန်းကိုထောက်ပံ့ရမယ့်အကြောင်းစူးစီးကြဖို့အကြောင်းခဏခဏပြောခဲ့ကြပေမယ့်ခုတစ်ချိန်မှာတော့ဒီပိုလန်၊ရိုမေးနီးယား၊အစ္စတိုးနီးယားတို့လိုနိုင်ငံတွေကိုရုရှားကတိုက်ရိုက်ချင်းချောက်လာတော့မှခုလိုမျိုးဒရုန်းထုတ်လုပ်ဖို့ကာကွယ်ဖို့ဆိုတာမျိုးလက်တွေ့ကြတဲ့အစီအစဉ်တွေကိုစပြောလာတာဖြစ်ပါတယ်။ ဒါပေမဲ့ဥရောပသမဂ္ဂဟာအရင်လိုပဲစကားတွေပဲပြောပြီးတကယ်လက်တွေ့မှာဆုံးဖြတ်ချက်မချနိုင်ပဲပြီးသွားအောင်မလားဆိုတော့ဝေဖန်ချက်တွေလည်းရှိနေပါတယ်။အော်တိုဘာလကုန်ပိုင်းမှာဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ကောင်စီအစည်းအဝေးရှိပါတယ်။ဒီကြောင့်မှခုနကပြောထားတဲ့ကိစ္စတွေကိုအသေးစိတ်ဆွေးနွေးရမှာဖြစ်ပြီးတော့အချိန်ကတော့ယူရအောင်မှာပါ။ခုချိန်မှာနိုင်ငံစုံသူ့နိုင်ငံကိုယ်နိုင်ငံပြီးတော့ကာကွယ်ရေးဘတ်ဂျက်ဥရောပတစ်ခုလုံးနေနဲ့စဉ်းစားမလားကိုယ်နိုင်ငံအသုံးစရိတ်ပြီးတော့ရွှေ့ပြောင်းခိုးလုံလာသူတွေအရင်နဲ့အလုံးဒုက္ခများနေကြတဲ့အချိန်မှာ မြို့ပသမကအနေနဲ့ယူကရိန်းအတွက်ဒါမှမဟုတ်ရုရှားကျူးကျော်မှုကိုကာကွယ်နိုင်မှုအလုတ်ဖြစ်နိုင်မဲ့အစီအမံတစ်ခုခုကိုအချိန်မီမချပြနိုင်ရင်တော့ရုရှားဟာဒီထက်ပိုပြီးအတင့်ရဲလာမှုပဲရှိပါတယ်ခင်ဗျာစာဆုံးနှาศင်ပေးခဲ့ကြတာကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ